ခေဟောင်းကအင်ဂျင်နီယာပညာဆိုတာအမခန်းစရာပါပဲဗျာဒီပုံပြင်ထဲမှာဆိုရင်အဆောက်အုံတစ်ခုလုံးကိုရွှေပြောင်းဖို့စီစဉ်ခဲ့ကြတယ်ဒါပေမဲ့အတွင်းထဲမှာဝန်တန်းတွေအလုံးလုံးနေတုန်းကမဲအဆောက်အုံကြီးအောက်မှာဂျက်တွေနဲ့ရိုလာဘီးတွေကိုတက်ဆင်လဲကြတယ်ပြီးတော့အဆောက်အုံကြီးကအကွေ့အကောက်ရှိတဲ့တန်လန်းတွေကိုဖြည်းဖြည်းချင်းလိမ့်ပြီးစတင်ရွေ့ရပါတော့တယ်ရိုလာဘီးတစ်ခုကညီအဆောက်အုံ လွတ်သွားတာနဲ့နောက်တစ်ခုကိုအရှိမထက်ထက်ပေးရတယ်အဆောက်အုံကိုတွန်းရွှေ့ဖို့အတွက်လက်နဲ့လက်ရတဲ့ဂျက်တွေ ဇင်နွေးငွေ့အတုံးအင်ဂျင်တလုံးလုံးကိုလည်းအတုံးပြုခဲ့ကြတယ်။ဒါအပြင်လုပ်ငန်းတွေရပ်မတော်အောင်လို့ အဲ့ခက်ကအရှိဆုံးတယ်လီဖုန်းကေဘယ်ကြိုးတွေကိုပါကြိုတင်တက်ဆင်ခါခဲ့ကြပါသေးတယ်။အဆောင်ကြီးရဲ့ရွေလျားနှုန်းကတော့တနာလီကို15လက်မ15 inches ပဲရှိပါတယ်။ဒါကြောင့်မို့အသွေးမှာအလုတ်လုတ်နေကြတဲ့လူတွေကအဆောင်ကြီးရွေလျားနေမန်ကိုလုံးဝမသိခဲ့ကြရဘူးဗျာ။ဒီလိုမျိုးဖြည်းဖြည်းချင်းရွေလျားပြီးရက်ပေါင်း30ကျားတဲ့အထာမှာတော့အဆောင်ကြီးကဒီဂရီ60အထိလှည့်ပတ်ပြီးနေရာအစ်စ်ကိုပေတရာအကွာရောက်ရှိသွားခဲ့ပါတော့တယ်။